ARI တိုင်းလေမျက်နာတိုက်ပွဲတွင်ဒဏ်ရာရရှိလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးအေးဆိုးကိုအရေးပေါ်စေကူတာဖို့မက်ရှလ21ရက်ကပတိန်စေယုံကြီးကိုပို့ဆောင်လိုက်တယ်လို့တက်တွင်းသတင်းရှင်းမြစ်ထံကသိရပါဗျ။တက်ချက်ကြီးအေးဆိုးမှာဟင်္ဒရာခရိုင်အင်ကပူမြို့နယ်ကွင်းခေါက်တမ်းမြင့်လေးချင်းရဲ့တနန်းကျောင်းအမှတ်9ကဖြစ်ပြီးတော့လေမျက်နာကိုပို့ဆောင်ခံရပြီးနောက်တနက်တန်ရီနဲ့၎င်းရဲ့နေအိမ်ကိုမက်ရှလ20ရက်ကပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အဲဒီနောက်ဒဏ်ရာရီမတန်တာလန်ကြောင့်ပသိမ်စင်းယုံကြီးကိုအရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့တက်တွင်းသတင်းရှင်းမြစ်ကဆိုပါတယ်တကြကြီးအေးဆိုဟာအင်ကပူမြို့နယ်ကွင်းကောက်ဒေသနှချံကျေးရွာအုပ်စုကျေးတောင်းငူရွာသားဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ရှီရန်ဖို့ခံရပြီးလေးမျက်နာမြို့နယ်တိုက်ပွဲမှာရလာတဲ့တနက်တန်ရာရီနဲ့ပြန်လာရယ်။မတက်တန်လို့ပသိမ်စေးယုံကြီးကိုအရေးပေါ်လူနာဖြစ်သွားရတယ်။ ။ဒဏ်ရာရီကများတယ်၊သေဖို့ဘက်များတယ်လို့ ARE Time ရဲ့တက်တွင်းသတင်းရှင်းမြစ်ကပြောပါရယ်။ပြီးခဲ့တဲ့မတ်လ19ရက်နေ့ကလည်းဒင်းမျက်နာမြို့နယ်ဝူကုန်းအုပ်စုနဲ့တုံးတော်အထက်စုကြားမှာစစ်ကောင်စီတက်နဲ့ PDF တပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်ဖက်ကအရာရှိနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ARD Time သတင်းရှင်းမြစ်ထံကသိရပါဗျ။